မင်္ဂလာပါရှင်။ရောင်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ကျုံတုံးမြို့မှာထွက်ပြေးထားတဲ့ကြားပြတ်ဝန်ထမ်းလေးကိုလက်မခံရနဲ့ညမထွက်ရညွှန်ကြားချက်တို့ကိုလိုက်နာရန် KNU ကမိန်တော်ပြန်။ကင်းပြင်းတဲ့ကွန်ကရစ်မြို့နယ်ကျုံတုံးမြို့မှာထွက်ပြေးထားတဲ့ကြားပြတ်ဝန်ထမ်းလေးကိုလက်မခံရနဲ့ညမထွက်ရညွှန်ကြားချက်တို့ကိုလိုက်နာရန် KNU သားစောင့် KNU ကမိန်တော်ပြန်လိုက်ပါတယ်။ အကြပါစရနာသိန်းစစ်တပ်ကိုတိုင်းပောင်းရင်ဆိုင်နေတဲ့ကြောဖြန့် online ငွေလိမ်လုပ်ငန်းနဲ့လောင်စာလုပ်ငန်းတွေကိုဟန်ပြနေနေမှုတွေစစ်တပ်ကလောက်ဆောင်နေကြထိုးကြောင်ရှင်းတို့ကြောဖြန့်လုပ်ငန်းတွေထွက်ပြေးလာတဲ့ဝန်ထမ်းတွေကိုလက်မခံကြုံတုံးမြို့တွင်ညမထွက်အမိန်အပောင်းဝင်ဒေသညမိန်တွေကိုထုတ်ပြန်တားမြစ်လိုက်ကြောင်းသိရပါတယ်။ KNU ထိန်ချုပ်နယ်မြေကြုံတုံးမြို့နယ်မှာပြည်သူများအနေဖြင့်ညရှင်နိုင်ကနေမနက်စောင်းနိုင်တွင်ခီးသွလာမှုမပြုလုပ်ကြရင်ညမထွက်အမိန်ပြင်း ထွက်ပြေးပြောင်းရွှေ့လာတဲ့ကြားဖြတ်ဝန်ထမ်းတွေကိုလက်မခံထားရင်ကျုံတို့မြို့နယ်တွင်းရှိလမ်းကြောင်းတွေကိုအသုံးပြုပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာစွန့်ခွာလာတဲ့နိုင်ငံခြားသားဝန်ထမ်းတွေကိုရွှေ့ပြောင်းခြင်းနဲ့လက်ခံခေါ်ယူထားခြင်းမလို့ကြောင့် KNU ရဲ့ဒေသနေရာအမိန့်မှာပေါ်ပြပါတယ်။ ထို့ပြင်ကျုံတို့မြို့နယ်အတွင်းလက်တလောဖြစ်ပေါ်နေတဲ့နိုင်ငံအကျက်တဲနဲ့နှမြင်မတည်ငြိမ်မှုအခြေအနေတွေကိုအခွင့်ကောင်းယူပြီးလောင်စားလုပ်ငန်းတွေမလုပ်ကြတဲ့ကံတွေကတောင်းမြစ်တယ်ပြည်သူများအနေဖြင့်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိလာနိုင်တဲ့ဖြစ်ဘုံခိုခြင်းနဲ့တူထောင်ကြရဲ့သတိပေးလို့ဇော်ထားပြီး KNU ကအရေးပေါ်ပြဋ္ဌာန်းထားတဲ့ဒေသနယမိတ်တွေကိုမလိုက်နိုင်ဥပဒေလောက်ထုံလုံးနည်းများနဲ့အညီအရေးယူသွားပြီဖြစ်ကြောင်းသိရတယ်။ ဆက်လက်ပြီးတော့မန္လေးမှာစစ်တပ်ကဆိုင်ကယ်စီးနိုင်လူငယ်တွေကိုစစ်မှုထမ်းဖြစ်ပေါ်တာဆိုင်လိုက်လံဖန်စီစဉ်ရထားတဲ့ကားဝင်တိုက်ပြီးတောင်းတေကတောင်းတရားရမန္တလေးမှာစစ်တပ်ကဆိုင်ကယ်စီးလာတဲ့လူငယ်တွေကိုစစ်မှုထမ်းဖြစ်ပေါ်တာဆိုင်ရန်လိုက်လံဖန်စီစဉ်ရထားတဲ့ကားကိုဝင်တိုက်ပြီးတောင်းတေကတောင်းတရားရရှိကြောင်းရင်းဖြစ်စင်မာတရားရရှိသူတောင်းရမိတ်ဆွေတွေကပြောပါတယ် နိုဝင်ဘာလ6ရက်နေ့ညပိုင်းမန္လေးမြို့မဟာအောင်မြင်မြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုဖမ်းဆီးဆဲဆဲခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းတွေလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်စဉ်ဆိုင်ကယ်စီးလူငယ်တချို့ကလည်းတောင်းဆီးဆဲဆဲပြီးတော့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရှင်းချင်းဆိုင်ကယ်စီးလူငယ်တွေကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရင်ပြင်ဆင်နေစဉ်လူငယ်တွေကဆိုင်ကယ်ရက်မပေးဘဲမောင်းပေးခဲ့ကြောင်းအဆိုပါလူငယ်တို့ကိုစစ်တပ်ကအင်စီကားရိစစ်ကားနဲ့လိုက်လံဖမ်းဆီးအောင်အဆိုပါလူငယ်တွေမှာ မန်းလင်းမြို့မဟာအောင်မြင်မြို့နယ်38လမ်းနဲ့လမ်း80မှာအရှိန်မထိန်နိုင်တော့ပဲလမ်းပေးမှာရက်တိုင်းကောင်ကိုဝင်တိုက်ခဲ့ပြီးရှင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန်လေးချိန်ဆိုင်မနီးစလာလူမှုကွန်ရက်အသင်းနဲ့ ရာဟီတာဒါရီလူမှုကွန်ရက်အသင်းတို့ကကဲဆဲလှုပ်ဆောင်ခဲ့ပြီးတရားရရှိသူတွေနဲ့တိတ်ဆုံးသူတို့ကိုမန်လေးပြည်သူ့ဆိုင်ရာချုပ်ကိုပို့ဆောင်ခဲ့ကြောင်းသိရတယ်။မန်လေးမြို့ပေါ်မှာယခုနိုဝင်ဘာလလယ်ပိုင်းဖွင့်လှစ်မဲ့စစ်မှုထမ်းပတ်စဉ်၁၉တစစ်တပ်ကပေါ်တာဆွဲဖန်စီမှုတွေကိုကြီးကြေလှုပ်ဆောင်လာကြောင်းမန်လေးမှာဒေသပြည်သူတွေကပြောပါတယ်။ဆက်လက်ပြီးစစ်ကောင်စီကျင်းပါတဲ့ပြည်내နေအခမ်းအနားကိုကရင်လက်နက်ကိုင်ဖွဲ့သုံးဖွဲ့တယောက်ဖမ်းမြို့မှာစစ်ကောင်စီကကျင်းပါတဲ့၂၉၀ပြည့်ကရင်ပြည်내နေအခမ်းအနားကိုကရင်လက်နက်ကိုင်ဖွဲ့သုံးဖွဲ့ကထိတ်တန်းကောင်းဆောင်နေတယောက်ခဲ့ကြတယ်လို့သိရပါတယ် ဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာကြောက်တဲ့ည90နှစ်ပြည့်အခမ်းအနားကိုကင်းပြည်နယ်မြို့တော်ဖမ်းမြို့အမှတ်လေးရပ်ကွက်တိရိကွင်မှာစစ်ကောင်စီကကျင်းပတာပါ။အဲဒီဘွဲကိုစစ်ကောင်စီရဲ့ရွေးကောက်ဘွဲကိုထောက်ခံတယ်လို့တရားဝင်ထုတ်ပြောထားကင်းလက်နက်ကင်၃ဘွဲဖြစ်တဲ့ကင်းနယ်ကြားဆောင်တဲ့ BJ ကင်းငင်းချမ်းရေးကောင်စီ KNU KNLC KNLPC ဒီမိုကရေစီအကျိုးပြုကင်းရင်တံပြော DKP တို့ကကောင်းဆောင်ဝိုင်းနေတရားခဲ့ကြတာပါ။ BGF ကစစ်တပ်လောက်ခံတဲ့ကြားဆောင်တက်ဖြစ်တယ်လို့ DKB နဲ့ KNL လေး PC တို့ကလည်းစစ်တပ်နဲ့ပြည့်ရက်လက်မှတ်ရေးထိုးထားတယ်လို့စစ်တပ်ကိုပြန်တိုက်ပွဲကူညီနေတဲ့ဖွဲ့တွေဖြစ်ပါတယ်။ PDF ကထွတ်ထွတ်တွင်ရမှုစောင့်ချက်သူနဲ့စစ်ဒေတာမှုတွေ KNU KNN နဲ့ PC ကဒုဥက္ကဋ္ဌဒေါက်တာနော့ကပေါ်တူးနဲ့ဖွဲ့ဝင်နေ DKB ကဒုစစ်ဦးစီးချုပ်စောရွှေဝါနဲ့ဦးဆောင်တဲ့ဖွဲ့တွေပေါင်းတယောက်တက်တွေ့ရတယ်။ KNU ဒုပလက်ခင်ဥက္ကဋ္ဌအောင်ဖြစ်တဲ့ဘုရုစောရွှေမောင်ကလည်းပေါင်းတယောက်ခင်လို့သိရတယ်။ KNU ပြည်နယ်နဲ့ဘွဲတော်ကိုနိုဝင်ဘာလ9ရက်နေ့ဆယ်ရက်ထိကျင်းပမှာဖြစ်ပြီးဘွဲတော်ရန်တီအတွင်းဖမ်းအမစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ထားပါတယ်။ ဆက်လက်ပြီးဆရာနာရှင်ဟောင်းရဲ့တမတ်ဒေါက်တာနေစုမကိုအမှုဓာတ်တို့မန္တလေးဥပိုလ်ကျင်းထောင်မှာထောင်ကျထားတဲ့ဆရာနာရှင်ဟောင်းဘိုလ်ချုပ်မူကြီးတန်းရွှေရဲ့တမတ်ဒေါက်တာနေစုမကိုဆက်သွယ်ဥပဒေပုံမှ66ကကြီးနဲ့အမှုထပ်တူထားလို့နီးစပ်သူတွေထံကနေသိရတယ်ပြည်ချင်းမြို့တကုံမြို့နယ်တရားရုံမှာတရားစွဲထားတာဖြစ်ပြီးတော့မှုစစ်ကိုတော့ထောင်နေတရားရုံမှာပဲစစ်ဆေးနေရပါတရားလို့ဆက်ရောက်နေပြီးတော့အရင်ဖမ်းခင်ဟဲ့အကြောင်းရနဲ့ပဲထွက်ပြီးတရားဆက်ခဲ့ရလို့နှိစက်သူတောင်ကပြောတယ်။ဘာကြောင့်အမှုထပ်တိုးလဲဆိုတော့အသေးစိတ်မသိသေးပါဘူး။ ဒေါက်တာနေစမကိုပုံမှန်905ကာကြီးနဲ့ခုနှစ်ဇန်နဝါရီလပထမပတ်တွင်ထောင်ဒဏ်3နှစ်ကျပြီးအုံဖို့ထောင်မှာကျင်းချထားတာပါဒေါက်တာနေစောမအလုံးမကွန်ရန်ကနေနိုင်ငံမတိမငိမ့်ပြအောင်လုံဆောင်ရဆိုပြီးစစ်ကောင်စီကပြီးခဲ့တဲ့နှစ်အောက်တိုဘာလတွင်ဖန်ဆီးခဲ့တာပါ သူဟာစစ်ကောင်စီကျင်းကြတဲ့ LDP ပါတီဒုတိယအကထမန်လေးတိုင်းဝင်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့စေမုံသွားတာကိုလူမှုကွန်ရက်မှာရေးတင်ခဲ့ပြီးနောက်ဖန်စီခင်ရတာပါဒေါက်တာဇော်မြင့်မောင်တည်ဆောင်ခဲ့မှုအပေါ်မှာနောက်ဘဝမှာလူပြေကန်လေးလွတ်လပ်တရားမြတ်တော်ပြီးလူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာလူပြန်ဖြစ်ပြီးလူသားတွေရဲ့အကျိုးကိုဆက်လက်သေးဖို့နိုင်ပါစေလို့ဒေါက်တာနေစမကသူ့ရဲ့ Facebook မှာရေးသားထားခဲ့တာရှိပါတယ်စစ်တပ်ဆိုင်ကျင်သူတွေကိုဒေါက်တာနေစွမကအပိထောက်ခံတာကြောင့်ပြင်ပမှာလွတ်မထားတဲ့တော့ပဲဖန်ဆင်းထောင်ချစစ်တပ်ဝါရပြက် Telegram Channel အချို့ကနေလှုံ့ဆော်ခဲ့ဖူးတယ်။ စစ်တပ်မှဒုတိယပေါ်ချုပ်မှုကြီးတပ်တော်စေတက်တော်မှလည်းကတိကရဖြစ်ခဲ့သူဒေါက်တာနေဆိုးမောင်က2005-2020ရွေးကောက်ပွဲတွေမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုမဲပစ်ခဲ့လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နောက်၂၂ခုနှစ်ဖေဖော်ဝါရီလ၁ရက်မှာဆက်တက်အာနာသိမ့်ပြီးနောက်ဆက်တက်အာနာသိမ့်မှုစန့်ကျင်တွေနဲ့ဒူလန်ပေါ်မှာဒေါက်တာနေစုမောင်ကိုတွေ့ခဲ့ရပါတယ်။ဆက်လက်ပြီးတိုက်ပွဲပြင်းထန်တဲ့လေးမျက်နှာမြို့နယ်ကိုစစ်တက် အင်အားထက်ဖြင့်အေယော်ရီတိုင်းကရေးကြီးနေလေးမျက်နှာမြို့နယ်အစံမစစ်ကောင်စီနဲ့အာရခတက်တော်အေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကဟင်္ဒရာမြို့ဘက်ကနေအင်အားဖြည့်တင်နေတယ်။စစ်မှုရဲတင်းနှက်စစ်နေကတော့ဟင်္ဒရာထုတ်လုပ်တော်လန်ကနေစစ်ကားတွေနဲ့ပို့နေရလို့ဟင်္ဒရာမြို့ ချောင်းပြလိရဒေတာခန္တောကပြောတယ်ချောင်းပြလိကျာဟင်းတရတလုတ်တော်လန်ပေးမှာရှိရတိုက်ပွဲဖြစ်တဲ့နေရာတွေကိုစစ်တပ်ကလေးချောင်းကနေပုံကျဲနေတယ်လို့ကားလန်ကနေလက်စင်ရီပို့ဆောင်များဖြစ်တယ်ရေကြီးနဲ့လင်းမျက်နှာမြွနဲ့ဆက်ကဆက်ဆက်ရကျာနဲ့ပုံကျဲနေရာတွေမှာပြီးခဲ့တဲ့မလာကလေးကတိုက်ပွဲတွေဖြစ်ခဲ့ပြီးနိုဝင်ဘာ6ရက်နေ့ထိလည်းတိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ဘေးရှောင်တွေကပြောတယ်လင်းမျက်နှာမြွနဲ့ဟာရဝတီတိုင်းတက်ကဟင်းတရအင်ကပူရေကြီးမြွနဲ့ပြင်ရက်ခိုင်ပြင်းနေတယ်လည်းဆက်ဆက်နေပါတယ်ဟင်းတာဟင်းတရခိုင်ကွင်းကောင်းမြို့မှာရှိတဲ့စစ်ကောင်စီတမ်းမြင်လေးကျင်ကြောင်းတတ်တက်ကငားနဲ့လည်းမိုင်းနေနေတာဝေပါတယ်ခုရက်ပိုင်းမှာတတ်တက်က ်ကငါကိုအင်းအားများပြဖြစ်တဲ့နေတို့အဲဒီကနေလက်နက်ကြီးပစ်ခတ်မှုပုံများလာလို့သိရတယ်။ဒါအပြင်အော်တိုဘာ20ကွဲနေ့ကစပြီးစစ်ကောင်စီတပ်ကစစ်တပ်သုံးစပိုင်ဘောလုံးနေနဲ့ဒုကင်ထောက်တာတွေ့ရလို့လည်းဒေသခံတွေကပြောတယ်။ဆက်ဆက်ရကြေးရအပောင်းဝင်လေးမျက်နှာမြင့်နယ်တွေကစစ်တပ်စကန်ချုပ်ကိုအင်းနဲ့ပေါ်ပေါ်တပ်တွေကတင်ယူထားဖြစ်ပြီးစစ်တပ်ကတံပြန်စေးလှောက်ရှာလာလို့တိုက်ပွဲတွေပြင်းထန်နေရပဲဖြစ်ပါတယ်။ တိုက်ပွဲတွေမှာထိနာနေတဲ့စစ်တပ်ကရဲသားပြည်သူတွေရဲ့ကြည်ရည်ကိုပြစ်မှတ်ထားပြီးလေကြောင်းကနေတိုက်ခိုက်နေလို့ဒေသခံတွေကပြောတယ်။ပြီးခဲ့အော်တိုဝါ23ရက်နေ့ကလေမျက်နှာမြို့နယ်စပြင်ကြီးအကိုစစ်တပ်ကလေကြောင်းကနေပုံကျဲလို့ရဲသား24ဦးထပ်မံတိုက်ဆုံခဲ့ကြောင်း AYP ရဲ့အမှတ်29ပြွာကထုတ်ပြန်ထားပါတယ်။ပြည်သူလူထုပေါ်ဆေးရဆွေးမှုကျွလွန်တဲ့ဂျပန်စစ်အုပ်စုကိုပြင်းထန်ဆုံးလက်တော့ပြန်သွားမယ်လို့လည်းကြေညာထားပါတယ်။ ဆက်လက်ပြောစီးရဲတင်းမာနေမှုကြောင့်တရက်ကံမှလမ်းပိုင်းအုံပြုခွင့်ပြည်သူ့ကာကွယ်ရေးဘက်ကပိတ်ပင်ထားမကွေးတိုင်းတရက်ခရိုင်တွင်ကတရက်ကံမှလမ်းပိုင်းမှာဂျန်ဖက်စီးအုပ်စုနယ်စီးရဲချင်းတင်းမာနေရကြလမ်းပိုင်းအုံပြုခွင့်ကိုပိတ်ပင်ထားလို့တရက်ခရိုင်အမှတ်၄တာဝန်ရှိသူကပြောတယ်။နိုဝင်ဘာ6ရက်နေ့ကဆက်လို့ထပ်ပါတရက်ကံမှလမ်းပိုင်းကိုနောက်ထပ်ကြေညာချက်မထုတ်မချင်းတွာလာခွင့်ပြမမဟုတ်ကြောင်းနဲ့ဂျမ်းမာရေးကိစ္စမှာတစုံတရာရှိရင်တက်ဆိုင်အတိုင်းတဖွဲ့တွေကိုဆက်သွယ်ချိန်ဆက်တဲ့တင်ပို့ရမယ်လို့တရက်ခရိုင်အမှတ်၄တိုင်းကထုတ်ပြန်နေတယ်။ ။တရင်မြင့်ရဲ့ပြောဆိုချက်အရတရက်ကံမလမ်းပိုင်းကံမမြင့်နယ်တွင်ကရင်းနှီးသားရဲစကန်ကိုတော်လိုင်းတက်တွေကတိုက်ခိုက်နေကြတဲ့အစင်းတင်မာနေကြောင်းသိရတယ်။အဆိုပါရင်းနှီးသားရဲစကန်ကပြီးခဲ့တဲ့ဧပြီလတွင်ကတော်လိုင်းတက်တွေဝင်ရောက်စီးနေမိရှူထားစကန်လည်းဖြစ်ပါတယ်။ဆက်လက်ပြီးဘာကတ်မှာတနက်တရံနဲ့တေဆုံးတဲ့မြို့သားနှုတ်ရဲ့ရုပ်လောင်းတွေတွေ့ရှိကချင်ပြည်နယ်ဘာကတ်မှာတနက်တရံနဲ့တေဆုံးတဲ့မြို့သားနှုတ်ရဲ့ရုပ်လောင်းတွေတွေ့ရှိခဲ့လို့နေကနေစီကနေသိရတယ်။နိုဝင်ဘာ9ရက်ကညစင်နိုင်ခွဲလောက်မှာတနက်တနေကြခဲ့ရပြီးနိုဝင်ဘာ6ရက်နေ့မနက်မှာတော့အမည်မသိအမျိုးသားနှုတ်ရဲ့ရုပ်လောင်းတွေကို မရှိကထောင်ရက်ကွက်မှာတလောင်းယူမာကျေးရွာမှာတလောင်းတွေ့ရှိခဲ့တယ်။ဖားကန်ကြောက်စိန်တွင်ဒေသယူမာကျေးရွာနဲ့မရှိကထောင်ရက်ကွက်မှာတနက်နေ့ပြစ်သက်ခံထားတဲ့မြို့သားနှုတ်ရဲ့အလောင်းကိုတွေ့တာပါ။အရိပတ်များစွာကစစ်ကောင်ရှင်နေရာယူထားနေရလို့ဖားကန်နေခင်တယောက်ကပြောတယ်။ တနက်ပြန်နဲ့တင်းဆုံးသွားတဲ့မြို့သားနေရာဘသူပဲပါဖြစ်ကြောင်မသိရသလိုပိုင်ရှင်ပဲရုံလောင်းနေဖြစ်တဲ့အတွက်လူမှုကွန်ရီကူညီကယ်ဆယ်ရေးဖွဲ့တွေကလည်းကြိုးပေးခဲ့လို့သိရတယ်။ဘာကတ်မှာထိတွေ့တိုက်ပွဲဖြစ်တာမျိုးမရှိပေမဲ့ညဘက်တွေမှာတော့ပြစ်ကတ်တံမျိုးကြားတဲ့အကြောင်းဒေသခံတွေကဆိုရယ်ပြီးခဲ့တဲ့အောက်တိုဘာ10ရက်ကလည်း Japan Sick Commission တက်လောက်ခန့်အုပ်ချုပ်ရေးဖွဲ့ကဘာကတ်မှာည7:00နာရီကနေမနက်4:00နာရီထိညမတိုင်အမိန့်ထုတ်ပြန်ထားပါတယ်။နောက်ဆက်အပြေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါရရှင်။